ိုက်ကွန်ရဲ့စမှာတော့နှစ်ယောက်သားတိုက်ခိုက်ဖို့အတွက်ဟန်ပြင်းနေခဲ့ပါတယ်။အဲချိန်ပီယက်နတ်တန်နီကိုကြားလိုက်ရပြီးအကုန်လုံးလဲလန့်သွားခဲ့ပါပြီ။အဲချိန်နာကောစီယိုဘယ်သုံးကောင်ကပြေးလာခဲ့ပါတယ်။အင်းနောက်မှာတော့နတ်မော်ရီကဝင်လာခဲ့ပြီးအကုန်လုံးကိုပြစ်တတ်သွားခဲ့ပါတယ်။အဲချိန်နာကောလက်ဘွဲကိုပြစ်ကန်လိုက်ပြီးဘဲမီကိုထွက်ပြေးဖို့ပြောလိုက်ပါတယ်။ ဒါကြောင့်လက်မားတွေလည်းပြီးသွားတဲ့ကောင်တွေနောက်ကိုလိုက်မိတော့ပဲပတ်စံရင်နှုံးမုံတွေရေကိုယူကာထွက်သွားဖို့ပြင်နေချိန်အီမိုဘဲလေးလည်းပြန်နိုးလာခဲ့ပါတယ်။အဲချိန်ဖတ်မာရောနာကာအိုကပတ်စံအုပ်ကိုထုတ်ပေးလိုက်ပြီးဟော့ပို့သွားစားဖို့ပြောလိုက်ပါတယ်။အင်းတော့တမ်းတီးခဲ့ရင် လိုက်လာမယ်ဆိုတာထွက်သွားခဲ့ပြီ။ဟမ်မာတို့နှစ်မောင်းတွေကလောင်းငုံရက်လာတဲ့အတွက်ကြောက်လန့်နေကြပါပြီ ကျောင်းလုံးနေရဲ့နှစ်မားရီကလည်းလောင်းကြီးကိုဝိုင်းပြနေပြီးအဲချိန်မွန်စတာပုံစံစစ်ကိုမြင်လိုက်ရပါတယ်။မွန်စတာကြီးကလည်းတယောက်ချင်းစီကိုဆွဲဖြဲနေခဲ့ပြီးဒေါင်နာကောတယောက်မြင်သွားခဲ့ပါတယ်။လမ်းကြီးလျှောက်လာတဲ့ကောင်ကြီးကိုကြည့်ကနာကောလည်းတေလူတယောက်လိုဘောရတက်စာမှတ်ဉာဏ်တွေကိုပြန်မြင်ရလာခဲ့ပါတယ်။တကယ်တော့နာကောကငယ်စဉ်ကတည်းကကာမရိုက်တာကို ယူခဲ့တာဖြစ်ပါတယ်။နေ့မှာတော့ဖာသာကြီးကတာယာကီမုံတွေကိုလှုပ်ကျွေးခဲ့ပါတယ်။ မုံနောင်းပေါင်းလှုပ်ထားပြီးပဲနီစာသွတ်ထားတဲ့ဒီမုံတွေကိုတလုံးလောက်စားလိုက်ရရင်ဖြင့်အာဟာရဇက်လူဖြစ်ရသောနတ်မှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖေတခုသားတခုဘွားမှာတာယာကီမုံတွေကိုရောင်းပြီးချမ်းသာကိုဆုံးဖြတ်လိုက်ပါတယ်။တကယ်တမ်းရောင်းတဲ့နေ့မှာတော့တခုမှကိုရောင်းထွက်တဲ့အတွက်စိတ်တွေလည်းလေနေခဲ့ပြီးတည့်ပြီးတည့်တာကုံဆုံးသွားခဲ့ပါတယ်။နေ့မှာတော့နာကာအိုတယောက်ဟုံးမိတ်မျက်နှာဖုံးလေးကိုစီးချိန်နေခဲ့ပြီးဖေဖြစ်သူကလည်းပြန်ရောက်လာခဲ့ပါတယ်။ ဒါနောက်နာကောလည်းဖေဖြစ်သူသွားကြွလိုက်ပြီးဘေးမှာပါလာတဲ့မိမကြီးကြောင့်ကြောင်သွားခဲ့ပါပြီ။ကဲတော့မိမကြီးကသူ့ရဲ့ကျွေးရှင်ဖြစ်နေခဲ့ပြီးကျွင်းဆက်နိုင်တော်တွေအတွက်လူကိုတင်သွားခဲ့တာပဲ ဖြစ်ပါတယ်။အင်းတော့မှာတော့နာကောတယောက်ဖိုးစီကိုပြောင်းလာခဲ့ပြီးကာဗန်ရိုက်တာလုံတန်းစော့နေတဲ့ကလေးတုပ်ကိုတွေ့လိုက်ရပါတယ်။ကလင်းရီအားလုံးကရိုက်တာဖြစ်ချင်ခဲ့ပြီးတော့ရှော့ကမ်ရှိရဲ့အတွက်ငင်းခုန်နေဖြစ်နေချိန်နာကောကမင်းတို့အတွက်ကရှော့ကာလို့ပေးမယ်လို့ဆိုလိုက်ပါတယ်။ ကမဲရိုက်တာဆိုတာကအားလင်းရသူတွေကိုကာဝယ်ပြီးရသူရဲကောင်းဖြစ်ပေမဲ့သူရဲသူရဲကောင်းဖြစ်တဲ့ဖေဖြစ်သူကအားလင်းနေချင်းကဲသူမဲနေခဲ့တဲ့အတွက် လောကကြီးကိုရွတ်တိုက်ခါငါတမ်းမာမဖြစ်မယ်ဆိုပြီးရှော့ကာဖြစ်ချင်နေတာပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့နာကာကိုတော့နှုံသားလေးနဲ့ထုတ်ချင်းပေါက်ဖြစ်သွားခဲ့ပါပြီနောက်ဆုံးအနေနဲ့ရှော့ကာဖြစ်ဖို့တောင်းဆိုလိုက်ရင်လောကလုံးလည်းမှောင်ကျသွားခဲ့ပါတယ် အဲ့ချိန်ကြောင်သုံးအောင်လေတောက်စားနေခဲ့ပြီးဆရာပြည့်သူနာကာကိုတျောက်တော်ကြရဲ့ team လာသေးတဲ့အတွက်စိတ်ပူနေကြပါပြီ။စောင့်ရင်းဆိုင်နဲ့စောင့်သားနေတဲ့သုံးအောင်သာစိတ်လဲပူပိုက်လဲပူနေခဲ့ပါပြီ။အဲ့ချိန်ဖမ်းမှာတော့နာကာကိုတျောက်ပြန်နှိုးထလာခဲ့ပါတယ်။တပ်ပြက်ရှင်လာတဲ့အတွက်အံ့ဩနေခဲ့ပြီး Berry C ကို လိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့စားတော့ဆိုင်အောင်ရောက်ချိန်မှာတော့သွေးရည်နဲ့ဆရာကိုတွေ့လိုက်ရတဲ့အတွက်သုံးကုန်သားလေးအန်ဟုံးလို့သွားခဲ့ပါပြီ။ အင်းတော့မော်နာကောတောင်မှတ်လို့ဆိုကရှော့ကာပုံစံလက်မြောက်လိုက်ချိန်ဂိမ်းရှော့ကာပုံစံပြောင်းလဲသွားပါတယ်။အင်းတော့မော်လေးယောက်သားလမ်းလျှောက်လာကြပြီးတယောက်ကလည်းထပြီးပြန်ပြောင်းနိုင်လားလို့မေးလိုက်ချိန်လူပုံပြောင်းလိုက်ရှော့ကာပြောင်းလိုက်လှုပ်ပြလိုက်တော့အကုန်လုံးလဲကျွေသွားခဲ့ပါပြီ။အင်းတော့မော်ပန်းရံရဲကိုရောက်ရှိလာကြပြီးရှော့ကာပြောင်းလဲစားနေကြပါတယ်။ရှော့ကာပုံစံနဲ့အာကြီးသွားတဲ့နာကာအိုကဖတ်တီးကိုမပြလိုက်ပြီးသုံးအောင်လုံးကိုပါမာရားခဲ့ပါတယ် အင်းတော်မောင်နာကောင်ကိုလည်းတက်ပြင်းချပြီးမောပြီနေချင်းဖတ်တင်းကတော့မောပြီဆိုပြီးတန်ရကီစားမလားလို့မေးလိုက်ပါတယ်။အင်းတော်မောင်နာကောင်ကိုလည်းစားတော့ကိုမီးကိုတောင်းနေရဲ့ကောင်လေးကို ကြည့်ပြီးဆုံးမစကားတွေပြောနေခဲ့ပါတယ်။ဆုံးမစကားအောင်ဆုံးငယ်မာနေနာကောင်ရဲ့ဇက်သေးကိုမုံထိုးထဲလိုက်ပြီးဆရာပဲသွားသွားနောက်ကနေမြဲလိုက်မယ်ဆိုပြီးဂရီပေးလိုက်ပါတယ်။အဲချိန်မုံကိုကမ်းမိလိုက်တဲ့နာကောင်ကိုလည်းရင်းနှီးရဲ့ရတာတစ်ခုကိုရရှိလိုက်ပါတယ်။ မုံကြည့်လိုက်ချိန်မှာတော့ပဲနီမုံဖြစ်နေခဲ့ပြီးဘဲကနေဝဲလာတာလဲလို့မေးလိုက်ပါတယ်။ဒါရောသုံးအောင်သားလဲဖူထွက်လေးကိုညှို့ပြလိုက်ပြီးနာကောင်ကတော့ crashing ရာစီသွားနေခဲ့ပါပြီ။အဲ့ဒီချိန်ဆိုင်ရပိုစတာဟောင်းလေးကိုတွေ့လိုက်ရပြီးတားမိုက်ကြီးရဲ့မျက်ရည်တွေပါစီးကျလာခဲ့ပါပြီ။အဲ့ဒီချိန်ဆိုင်ုံလူမိုက်တီယာဖြက်စီးနေခဲ့ပြီးတားလိုမာကြီးလဲဝင်တားလိုက်ပါတယ်။ ဒါရောဖိုးကြီးလဲသူကဂူမိကန်းရနေခွင့်ပြုပြီးရကြောင်းပြောလိုက်ချင်းလူမိုက်တီရတော့ဂူမိကန်းဆိုတာပုံမင်ခုဖြစ်သွားပြီဆိုပြီးစောက်ကန်လိုက်ပါတယ်ဒီတော့မှနာကာကိုလဲရောင်းဝယ်ကိုဝင်ကြော်ခဲ့တာဒီကောင်လီမန်းသီးလိုက်ပြီးပေဒရီကိုဆက်ဖို့ပြင်ဆင်လိုက်ပါတယ်အဲချင်းရုတ်တရက်ဝင်လာတဲ့လက်သီးကိုဖမ်းကန်လိုက်ပြီးရှော့ကာပုံစံပြောင်းလာ Trouble H လို့ဖမ်းချုပ်လိုက်ပါတယ်အင်းတော့စမတော်ခွက်တီကိုကျွေးလိုက်ပြီးနားလူတွေလည်းဓာတ်ပုံတွေဝိုင်းရိုက်နေကြပါပြီ နောက်နေ့မှာဒီသတင်းက online media တွေမှာခေတ်စားနေခဲ့ပြီးတူကြီးမတျောက်အန်အောင်သွားကအားလုံးကိုပြသလိုက်ပါတယ်။သတင်းထဲမှာတော့ Shocker Hero လို့ဖော်ပြခဲ့ပြီးဇလန်းလေးကလည်းဒီမာရင်မဲခန်းရမ်းလို့သွားခဲ့ပြန်ပါတယ်။